မင်္ဂလာပါဒီနေ့ဆွေးနွေးမှုတွေကိုတောင်းဝင်လိုက်ကြရအောင်မန်ချက်စတာယူနိုက်တက်ရဲ့လူငယ်ကစားသမားလီဂျန်ဒရိုဂါနာချိုသူရဲ့အနာဂတ်ကအခုတော်တော်လေးပြောစရာဖြစ်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့အပြောင်းအလဲတရင်ဒီမှာတော်တော်လေးစူညံနေတဲ့အကြောင်းအရာတစ်ခုပေါ့အင်းအဲ့တော့သူ့အကြောင်းလို့ဆုံးရသတင်းဒီဘယ်သူတွေဘာပြောနေလဲဆိုတာတွေကိုဒီနေ့တိကျလေးကြည့်ကြတာပေါ့ကောင်းပါလေတရင်ရင်မြစ်ဒီအထူးသဖြင့် Sunspot တို့ Fabrizio Romano တို့ပြောနေတာတွေအလျောက်ဆိုရင်လေ ကာနာချိုက ပရီးမီးယားလိဂ်မှာပဲဆက်နေခြင်းတယ်ဆိုလားဟုတ်တယ်အဲ့ဒါကသူရဲ့ပထမဦးစားပေးလို့တော့ပြောကြတယ်ဒါပေမဲ့အမ်တဖက်မှာလည်းနီးပြားတက်ယူဘန်အမိုရီနဲ့ကတင့်အစစ်မဲ့ပြေလို့ဆိုတဲ့သတင်းတွေလည်းထွက်နေတယ်လीအဲ့ဒီတော့အတင်းကနေထွက်ဖို့များဖြစ်လာနိုင်မလားဖြစ်နိုင်ခြင်းရှိတယ်လို့တော့သုံးသပ်နေကြတာပေါ့ဒီအချက်လက်ဒီပေါ်မူတည်ပြီးတော့လေသူ့ရဲ့တံပေါ်စိတ်ဝင်စားနေတဲ့ကလပ်တွေအဲ့ဒါတွေဆက်ကြည့်ရမှာပေါ့ဟုတ်ကဲ့ အဲ့ဒီနီးပြားနဲ့ကစားသမားကြားကပြက်တနာဆိုတာကိုနင်းနင်းလောက်ပသေးစိတ်ဖျော့ပြပါအောင်အဓိကကတော့ဟိုဒီယူရိုပါလိဂ်ဖိုင်နယ်မှာပွဲထွက်ခွင့်မရတာကအစားပြူတယ်လို့ဆိုတယ်အဲ့မှာသူကကြော်တော်လေးစိတ်ဖြစ်သွားတယ်ပေါ့အင်းအရေးကြီးတဲ့ကွဲကိုဟုတ်တယ်ပြီးတော့အက်စတွန်ဗီလာနဲ့ကစားတဲ့ယာဒီပိတ်ပရီးမီးယားလိဂ်ပွဲအဲ့ပွဲမှာဆိုလူစင်းတယ်မှာလုံးဝမပါခဲ့ဘူးချန်လက်ခံလိုက်ရတာ ိုးအဲ့ဒါတော့တော်တော်လေးထင်ရှားတဲ့လက္ခဏာပဲဆက်ဆံရေးတင်းမာနေပြီဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်ဒါပြင်ဟိုတလောကယာတိကျူအာရှခီစင်မှာလဲပိတ်တက်တရားောင်းနဲ့ပြည်တနာနည်းနည်းဖြစ်သေးတယ်ဆိုတဲ့သတင်းလည်းရှိရတယ်ဟုတ်လားအဲ့ဒါတွေအားလုံးစုလိုက်တော့အတင်းနဲ့ရောနီးပြနဲ့ရောနည်းနည်းလေးအဆင်မပြေဖြစ်နေတဲ့ပုံစံပေါ့နော်ဟုတ်ကဲ့ယုံကြည်မှုပိုင်းဆိုင်ရာမှာအကြောင်းထင်နေပြီလားဆိုပြီးမေဟွန်းထုတ်စရာဖြစ်လာတာပေါ့ အဲ့ဒီတော့ Premier League မှာပဲဆက်နေခြင်းနဲ့ဆိုရင်ရောဘယ်အသင်းတွေကစိတ်ဝင်စားနေတာလဲ Sunspot ကတော့ Chelsea ကိုပြောထားတယ်ဟုတ်တယ် Chelsea ကစိတ်ဝင်စားတယ်လို့တည်င်းထွက်တယ်ပြီးတော့ Fabrizio Romano ကကြတော့ Aston Villa ကလည်းအခြေအနေကိုအနည်းကစောင့်ကြည့်နေတယ်လို့ဆိုပြန်ရောအော် Villa ကလည်း Champions League တောင်ကန်ရတော့မှဆိုတော့စိတ်ဝင်စားစရာပဲအင်းလေခြေတက်နေတဲ့အတင်းဆိုတော့တူတွေရွေးချယ်စရာဖြစ်နိုင်တာပေါ့ ဒါပေမဲ့ Premier League ပြင်ပကရွေးချယ်စရာတွေလည်းရှိနေသေးတယ်။ဟုတ်ကဲ့ဘယ် group တွေများလဲ။ Germany က Bayer Leverkusen လေ။အဲမှဆိုရင်နီးပြဟောင်း Eriton Hawk နဲ့ပြန်ပေါင်းနိုင်ချေရှိနေတာကလည်းတမျိုးစိတ်ဝင်စားစရာပဲ။အော်ဟုတ်သားပဲ။ Dan Hawk နဲ့သူကရင်ကစင်ပြေခဲ့တယ်ဆိုတော့အဲ့လိုဆိုနိုင်တာပေါ့။နောက်တစ်ခုက Saudi က Al Nassr Sensport ကပဲသူတို့လည်းစိတ်ဝင်စားနေလေလို့ဖော်ပြထားပြန်တယ်။ဟာအောင်နာဆိုရဆိုရင်တော့ခရစ်စတီယာနိုရိုနာဒိုနဲ့ပြန်ဆုံးမှာပေါ့။ဟုတ်တယ်လေ။ United မှာကနဒါအတူတူရှိခဲ့ဘူးတယ်ဆိုတော့အဲ့ဒါလည်းဖြစ်နိုင်ခြေတစ်ခုပဲ။ပြည့်ပြောင်းရွှေ့ခြေဘလောက်တက်မှတ်ထားလဲ။အစကတော့ပေါင်တန်း90လို့ကြားမိရဲ့။ဟုတ်တယ်။အစပိုင်းတော့အဲ့ဒီပေါင်တန်း90လောက်လို့တတိနေထွက်ခဲ့တာမှန်ပါတယ်။ဒါပေမဲ့ခုနောက်ပိုင်းခမန်းချက်တီကอืมပေါင်တန်း90လောက်အထိပေါ့။အဲ့ဒီဝန်းကျင်အထိမြင့်တက်သွားနိုင်တယ်လို့ဆိုလာကြတယ်။โอ้ปองตั้ง90ဆိုတော့မနှဲဘူးเนาะဒါသူ့ရဲ့အရေးပါမှုနဲ့တင်ပေါ်ကိုပြနေတာရောတေးချတာကောသူ့အသက် သူ့ရည်ချင်းပြီးတော့ club တွေရဲ့စိတ်ဝင်စားမှုဒါတွေအားလုံးကဈေးကိုတွန်းတင်လိုက်တာပေါ့ကစားသမားရဲ့အရေးထွေးကိုဈေးကွက်ကအတိမတ်ပြူတယ်ဆိုတော့သဘောပဲတကယ်လဲသူက United အတွက်အရေးပါခဲ့တာပဲလေပွဲရရ level 4ပွဲမှာ26ဂိုးသွင်းတယ်ဂိုးဖန်တီးမှု22ကျင်းဆိုတော့သူ့ရဲ့စွမ်းဆောင်ရည်ကကိန်းကနိုင်းညီမလည်းမြင်တာတယ်ဟုတ်ပါတယ်ဒီလိုကစားသမားမျိုးကိုလက်လွတ်ရနိုင်ချေရှိနေတာ United အတွက်တော့တကယ်စဉ်းစားစရာပါပဲอืม ဲ့တော့အခုထိဆွေးနွေးခဲ့တာတွေကိုခြုံပြီးကြည့်လိုက်ရင်ဟုတ်ကဲ့ခြုံပြောရရင်တော့ဂါနာချိုးကရေချင်းရှိတဲ့လူငယ်လေးဒါပေမဲ့နီးပြနဲ့အဆင်မပြေမှုတွေရှိနေတယ်ပရီးမီးယားလိဂ်မှာစနစ်ချင်းစိတ်ပြင်းပြနေပေမဲ့ဥရောပနဲ့ဆော်ရီကောပါကလပ်တွေကစိတ်ဝင်စားနေကြတယ်ပြောင်းရွှေ့ချေကလည်းမြင့်တက်နေတယ်အဲ့ဒါအ내ချုပ်ပေါ့ဒီအခြေအနေကဘိုးလုံးလောကမှာကစားသမားနီးပြဆက်ဆံရေးကဘလောက်အရေးကြီးလဲဘလောက်ထိလွဲဆွမ်းလွယ်လဲဆိုတာကိုပြနေတယ်လို့ပဲနော် ပြီးတော့ပြောင်း၍ဈေးခွက်ရဲ့ပြိုင်ဆိုင်မှုတွေဟုတ်တယ်ဟုတ်တယ်ကစားသမားတယောက်ရဲ့ကစားသမားဘဝအတွက်ဘလို့ဆုံးဖြတ်ချက်မျိုးတွေကအရေးပါလဲဆိုတာကိုလည်းမိမောင်းထိုးပြနေတယ်လို့ပါပဲတကယ်စိတ်ဝင်စားစရာအခြေအနေတစ်ခုပါနောက်ဆုံးအနေနဲ့လေပရိသတ်တွေစဉ်းစားဖို့ချမ်းသာခဲ့ခြင်းတာတစ်ခုကတော့ဂါနာချိုးလိုအရေးချင်းရောအသက်ရွယ်ရောအလားအလားရောရှိတဲ့ကစားသမားတယောက်အတွက်လေဘလို့ပတ်ဝန်းကျင်ဘက်ကလအသင်းမျိုးကသူ့ရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်တွေကိုထုတ်ပြနိုင်မယ့်အသင့်တော်ဆုံးနေရာချစ်လာမလဲအေးစဉ်းစားစရာပဲ သူ့ရဲ့ဒီအပြောင်းအရွေဖြစ်နိုင်ခြေက Manchester United ရဲ့လက်ရှိအသင်းတည်ဆောင်ရေးလုပ်ငန်းစဉ်တွေအပေါ်မှာတော့ဘလို့ကြိုးတက်ရောက်မှုတွေဘလို့မြေခွန်းတွေထုံလာနိုင်မလဲဆိုတာလည်းစောင့်ကြည့်ရမှာပဲเนาะဟုတ်ကဲ့အဲ့ဒါကလည်း non set တွေစိတ်ဝင်စားစရာအချက်တစ်ခုဖြစ်လာမှာပါ